ခင်ဝင်ရနဲ့ဆွေပြည့်တစေမင်္ဂလာဝဲကိုမတရားပေမဲ့တရက်သိန်းတထောင်မြတ်နေရတဲ့သူမရဲ့စီဝါရေးခြင်းတွေကိုပြောလာတဲ့ပူဇော်ပြုခင်ခင်ဝင်ရနဲ့ဆွေပြည့်တစေမင်္ဂလာဝဲကိုဂိမ်းမဆိုင်ပဲနဲ့တရက်ကိုသိန်းပေါင်းထောင်ချီရနေတဲ့သူမရဲ့စီဝါရေးခြင်းတွေကိုချပြလာတာကပူဇော်ပြုခင်မှာအခုချိန်မှာတော့ဆွေပြည့်တစေနဲ့ခင်ဝင်ရတို့ကကြီးကျယ်မင်္ဂလာဆောင်နေတာဖြစ်ပါတယ်ဘီလီယံတန်လက်ဖွင့်ငွေတွေရွှေကိုဗိတာဝိစုံတွေဒေါ်လာသန်းချီတန်ဘရက်တွေနဲ့ပွဲတက်လာတဲ့ထိတ်တန်းဆယ်လီဘရီတီတွေတနည်းအားဖြင့်ပြောရရင်မြန်မာနိုင်ငံရဲ့အနုပညာအသိုင်းအဝိုင်းတစ်ခုလုံ အုံကျကျကြက်ပြဲမကြာစီကားခဲ့တဲ့ပွဲကြီးတစ်ပွဲပါဒါပေမဲ့ဒီလိုနုပညာရှင်ကျဲဝင်းနေအားလုံးစုံညီနေတဲ့ကြားထဲမှာထိတဲမင်းသမီးတယောက်ရဲ့ရိတ်ရောင်ကိုလုံးဝမတွေ့ကြရပါဘူးသူကတော့ခြားသူမဟုတ်ပါဘူးတချိန်က MRD Forzaland တွဲတွေကနေပြီးတော့ပြိသက်တွေရဲ့ချက်တော်ဖြစ်ခဲ့တဲ့ထိတဲမင်းသမီးတလက်ဖြစ်တဲ့ဘိုးချပြုခင်မဲဖြစ်ပါတယ်ပြိသက်တွေကလည်းချက်ချင်းပဲမိကုံးထုတ်လာကြတယ်ဘိုးချပြုခင်ကထိတဲမင်းသမီးတယောက်ပဲဘာလို့ဒီပွဲကိုမတက်တာလဲအဖေမခံရတာလားဒါမှမဟုတ်သူမကိုယ်တိုင်ကမအားလို့မသွားတာလားကဲဖြစ်ရတော့ရှယ်ရှယ်လေးပါပဲ အချောင်းနှပညာရှင်တွေအားလုံးဝကောင်းစားလာရင်းနဲ့မင်္ဂလာပွဲမှာပျော်ပါနေကြခြင်းပို့ချပြုခင်ရတော့ဒီဝေးကိုလုံးဝဂူးမဆိုင်နိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူမကတကယ်စစ်မြေပြင်မှာတကယ်အလုံးနဲ့တကယ်ပတ်စံနေနဲ့ရှုံနေခဲ့လို့ပါပဲ။အားလုံးသိကြတဲ့အတိုင်းပို့ချပြုခင်ရခုချိန်မှာထိတ်တန်းမင်းသမီးတယောက်ဖြစ်အောင်သားမကထိတ်တန်းစီဝိုင်းရေးလုပ်ငန်းရှင်တတိမာကြီးတယောက်ဖြစ်နေပါပြီ။သူမဦးစီးနေတာကတော့သူမရဲ့ခင်မုန်းတဲ့တထေကြီး PK ထုံးနဲ့တူဖွင့်လှစ်ထားတဲ့ရနာ PK ထုံးဆင်ရွှေနာဆိုင်ကြီးပါပဲ။တိုက်ဆိုင်မှုလို့ပဲပြောရမလား။ ဟေဝရန်နဲ့ဆွေပြည်သင်တို့ရဲ့မင်္ဂလာပွဲကြီးကျင်းပနေတဲ့ဒီရက်တွေဟာပို့ချပြုခင်ရဲ့ရန်နာပီကေတွန်ဆိုင်မှာအကြီးအကျယ်ဆုံးဈေးဟောင်းပွဲတော်ကျင်းပနေတဲ့အချိန်နဲ့တိုက်ဆိုင်နေခဲ့ပါတယ်။သူမရဲ့ဆိုရှယ်မီဒီယာမှာမြင်ကြတဲ့အတိုင်းပဲသူ့ဆိုင်မှာဆိုရင်ပရိသတ်တွေဝေသူတွေနဲ့ကြိတ်ကြိတ်တို့စီကားနေကြတာပါ။လိုက်တွေမှာဆိုရင် လူတွေကအားပေးလုံးလုံးနေရာတောင်မှမရှိပါဘူး။အခုအားလုံးကိုအံ့ဩသွားစေမယ့်ချက်ကတော့အတွင်းသတင်းတွေရဲ့ဖော်ပြချက်အရဒီဈေးဟောင်းပွဲတော်ကာလတွင်ပို့ချပြုခင်ရဲ့ရန်နာပီကေတွန်ဆိုင်ဟာတရက်သေးကိုရှောင်းဝင်ခွေ သိန်းပေါင်းတစ်ထောင်ချက်ဘီလီယံတေးကျော်အမြန်ဆုံးရရှိတယ်လို့သိရပါရီဒါမျိုးနိုင်စရာဝင်ငွေတခုပါပဲဟိုးချဘူခင်ကတော့သူမအနေနဲ့ကျန်တဲ့မင်္ဂလာဝဲတွေပါကိုစိတ်ဝင်စားအားပါဘူးသူမရဲ့အဓိကအာရုံသူမရဲ့ဦးစားပေးကသူမရဲ့ခင်မွန်းတဲ့တထေးကြီး PK ထုံးတဲ့သူသူတို့နှစ်ယောက်တီထောင်ထားတဲ့စီးပွားရေးလုပ်ငန်းကြီးကိုပဲဦးဆောင်နေတာပါအခြားသူတွေကမင်္ဂလာဝဲမှာလက်ဖက်ငွေတွေရနေခြင်းဝိစုံနေရင်နာတွေပြနေခြင်းမှာဟိုးချဘူခင်ကတော့ကိုယ်ဆိုင်မှာတင်သိန်းပေါင်းထောင်ချီအမြတ်ရနေလို့ရန်ကုန်မှာပျော်ရွှင်ပြီးသူ့ဘဝကိုသူကျင်းနေနေကြတာဖြစ်ပါတယ် ဂျာမာတကယ်တတိယမာဇီတယောက်ရဲ့ဘဝဆက်ပါပဲပရိသတ်ကြီးတို့ကရောမင်္ဂလာဝဲကိုတက်ရောက် ပြီးတော့ကြွားနေရလှုပ်တာထင်ကိုယ့်ရဲ့ business ကိုပဲအာရုံစိုက်ပြီးတင်းထောင်ကြီးမြတ်နေတဲ့ပိုးချဘူးခင်ရဲ့ဘဝလေးကိုအားကြနေပြီလားဆိုတာမိမိတို့ရဲ့မြင်လေးကိုလည်း comment မှာပြောသွားပေးခဲ့ပါအောင်ရှင်တိရှိဝါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းအခုလိုမျိုး ရေးသက်ချစ်တော်ဆယ်လီတင်နုပညာရှင်တွေရဲ့အကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့တို့ရဲ့အကြောင်းတွေတို့ရဲ့ activity တွေတို့ရဲ့လူနေမှုဘဝတွေကိုသိဖို့အတွက်ကျမတို့ရဲ့ channel လေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့အတွက်မမေ့ပါနဲ့အောင်ရှင်။အပင်နာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။